လေးမြို့ကျုံးတောင်ဖက်26လမ်းဘေးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ရှေ့မှာများတဲ့အတိုင်းကျွန်တော်တို့ဒီငလင်တန်ကြောင့်ပူဇော်ပျက်စီးထားတဲ့မြို့ရိုးနေရာတွေကိုအာမိုးရေတိုက်မတိုက်ဆောင်းအောင်လို့မိုးကရင်လည်းတခြားဖုံးထားတာကိုတွေ့ရတယ်ခင်ဗျာဒီနေ့ April 23ရက်နေ့ကြံအချိုနေ့မှာဒါကျွန်တော်တို့မြင်တွေ့ရတဲ့26လမ်းဘေးကျုံးဘေးရဲ့အခြေအနေပဲဖြစ်တယ်ရှေ့မှာဆိုကျွန်တော်တို့ဆောက်လက်ဆက် ညို့တော်ဝန်တကြံမန်းတက်ကိုတွေ့ရတယ်ခင်ဗျာနေရတဲ့အတိုင်းပဲဆောက်လက်စအတိုင်းထားထားတယ်ဒါကျွန်တော်တို့ဒီနေ့မန္တလေးမှာညို့တော်ဝန်တကြံပွဲမဖြစ်မရဘူးမလုပ်ဖြစ်ဘူးဆိုတဲ့အတိတ်ပဲပဲခင်ဗျာနေရတဲ့အတိုင်းပဲကျွန်တော်တို့အကုန်လုံးဒီစတီးဆက်ချာရင်းနဲ့အခိုင်အမာပဲဒါတို့လူထိုင်တဲ့နေရာကြီးတခြားတိဆောက်ပြီးရအခြေအနေကိုတွေ့ရတယ်။ဒါပေမဲ့အလှဆင်ထားတာနေရာထိုင်ချထားတာမမမတွေ့ရဘူးခင်ဗျာ မန္တလေးမြို့မှာတကြံပွဲမဖြစ်မြောက်တဲ့အနေအထားလေးပေါ့ဒါပုံမှန်ဆိုရင်ဒီနေရာတွေကကျွန်တော်တို့ဒီ26လမ်းလမ်းမပေါ့ဆိုတာလက်လျှောက်တကြံကျင်းပတဲ့နေရာတွေဒီနေရာတွေမှာကျွန်တော်မန်တက်တွေရှိမယ်တကြံမန်တက်တွေရှိမယ်နောက်စတူဒီတာမန်တက်တွေရှိမယ်ဒါလူတွေဒါမန်လေးတမြို့လုံးကရောမန်လေးမြို့ရဲ့အနီးတစ်ဝိုက်ကရောဒီမှာလာပြီးတော့ဒီမြမတကြံကိုလာပျော်ကြတဲ့နေရာပေါ့လေဒါမလ28နေ့ငလင်လောက်ကအပီး ဧပြီလ13ရက်နေ့မှာတော့ဒါငလင်တန်ဟိုကြကြန့်ခံရင်းနဲ့ဒီကျုံပေးပက်လယ်မှာတော့ကျွန်တော်တို့ဒါအကြံပွဲကိုကြီးကြီးမားမားမလုပ်ဖြစ်ဒါကိုတွေ့မြင်နေရတဲ့အခြေအနေပဲဖြစ်တယ်ခင်ဗျာဒီနေ့ရက်ွက်တွေထဲမှာတော့ကလေးတွေရေပတ်ကြတယ်ပေါ့လေနော်ရေကစားကြတယ်ကလေးတဘာဝပျော်ကြရှင်ကြပေါ့ဒါကျွန်တော်တို့ဒီမန္တလေးမြို့ရဲ့ဒါနှစ်စဉ်နှစ်စဉ်စီကားတိုင်းမဲ့စွာကြံပွဲတော်ကျင်းပခဲ့တဲ့ ုံပေးပတ်ချာလဲပေါ့လေဒါကျွန်တော်တို့ကျုံတောင်ဘက်ဆိုရင်26လမ်းကျုံနောက်ဘက်ဆိုရင်လမ်း80ကျုံမြောက်ဘက်12လမ်းကျွန်တော်တို့ကျုံအရှိဘက်ဆိုရင်66လမ်းပါပေါ့ဒါကျုံရဲ့၄ဘက်၄တန်းလုံးမှာကျွန်တော်တို့ရေကစားမှန်းတဲ့တွေကြီးကြီးမားမားဘာတစ်ခုမှမတွေ့ရဘူးလမ်းလျှောက်လာတဲ့သူတွေထွေကျနေတဲ့ပန်းတွေအစာရှာနေတဲ့ခိုးတွေဒီလောက်ပဲတွေ့ရတယ်ခင်ဗျာမန်းလေးမျိုးရဲ့ကြံနေအချို့အခြေအနေပေါ့လေနော် အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့မန္တလေးမြို့ကျုံအနောက်ဘက်လမ်း80ပေါ်ရောက်ရှိနေတာပဲဖြစ်ပါတယ်။မလ28ရက်နေ့ငလင်လောက်ခတ်ပြီးချိန်တုန်းကဒီလမ်း80ရဲ့လမ်းလေကျုံနေဒီကျုံဘေး platform နေမှာငလင်ဒန်တင်ပြည်သူတွေဒီတိုက်တာဝင်းရင်အခက်ခဲဖြစ်သူဖြစ်တဲ့သူတွေဒီပြိုကျပျက်စီးတဲ့သူတွေရဲ့ဒီမှာယာယီလာပြီးတော့ဒီထိုင်ကြတဲ့ယာယီတဲတွေပြိနှက်နေခဲ့တဲ့နေရာလေးပဲဖြစ်ပါတယ်။အခုမြင်တဲ့အတိုင်းပဲခင်ဗျာ။ လမ်းလျှောက်နေတဲ့လူတချို့နဲ့ကိုရီးယားလွင်ဒီလမ်း80တုံးပေးပလက်ဖောင်းမှာဘာမှရှိမနေတာကိုတွေ့ရတယ်။ဘိုးဘုံကရှိခဲ့ဘူးတဲ့အကြံအကြုံတွေမှာနှစ်စင်နှစ်တိုင်းရှိရမယ်။အကြံမန်တတွေလည်းရှိမနေဘူး။တို့ငလင်ဘေးဒုက္ခတွေတွေလည်းရှိမနေတော့တာကိုတွေ့ရတယ်ခင်ဗျ။လမ်းလျှောက်သူတချို့နဲ့အစာရှာနေတဲ့ခိုးတွေကိုတွေ့ရတော့တယ်။ကြံမန်တတ်တွေကြံကပွဲတွေရတော့တာ ငလင်ဘေးဒဏ်ကြောင့်ကျွန်တော်တို့ဒီနှစ်မှာမပြုတ်လုံနိုင်တဲ့အခြေအနေပေါ့လေဒီငလင်ဘေးဒဏ်တင်းတဲ့ယာယီနေထိုင်နေတဲ့ပြည်သူတွေကတော့မေဟိုရောက်သွားကြတယ်ဆိုတာကတော့အဲတေချာတော့စုံစမ်းကြည့်ရမယ့်အခြေအနေဖြစ်တယ်ခင်ဗျာတချို့လည်းဒါအိုးအိမ်တိုက်တာတွေပြန်လဲဆက်ဆေးပြီးတော့နေထိုင်ဖို့တင်းတဲ့အတွက်မိမိအိုးအိမ်မှာပြန်လဲနေထိုင်ကြသူတွေရှိသလိုတချို့လည်းဒါတက်ဆိုင်ရဟိုကေဇေးကြီးစခန်းကြီးမှာပါရောက်နေထိုင်သူတွေလည်းရှိတယ် တော့အကစားကူညီမှာကေဒေးစခန်းကိုဖွင့်ပေးထားတာကိုလည်းတွေ့ရတယ်။တားကြီးမှာတားရောက်နေထိုင်နိုင်လည်းဖြစ်နိုင်တယ်။တချို့လဲကျွန်တော်တို့ဒါကျုံရဲ့မြောက်ဖက်12လမ်းဘက်ကဥဒမာဆဲတန်းပါလေ။တားရောက်နေထိုင်နေကြတဲ့လူတွေလည်းရှိတယ်။ဒါကတော့ယနေ့ကျွန်တော်တို့ဒန်း80ဘောကအခြေအနေပဲဖြစ်ပါတယ်ခင်ဗျာ။ကျုံမြောက်ဖက်12လမ်းကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ရှင်းမဆိုရင်ဒါကျွန်တော်တို့ငလင်ကြောင့်ပြိုရခဲ့တဲ့ဒီမြို့ရိုးအပြိုတွေကိုကျွန်တော်တို့ဒီ မိုးရေတိုက်စားမှာဆိုလို့ဒါမိုးကရီနဲ့အုပ်ထားတဲ့အချိန်မျိုးလမ်းမြင်ရတယ်ဗျာနီနီကြီးတရားပေါ့ဗျဒါမိုးကရီနဲ့တို့အုပ်ထားတယ်ဗျာဒီလားဒီမှာဆန်လန်းမှာဆိုရင်ကျွန်တော်တို့ဟိုးအရင်နှစ်တွေတုန်းကရှိခဲ့တဲ့ကြံမန်တက်တွေရေပတ်ခံကားတွေဒီစတုဒီတာမန်တက်တွေမကြွရဘူးခင်ဗျအဲတကြံအချိုနေ့ဧပြီလ23ရက်နေ့မှာပေါ့လေအဲဒါပေမဲ့ကျွန်တော်ထူးထူးခြားခြားအောင်မှာကျွန်တော်တို့ဒီသားစုတွေတစုရေပတ်နေကြတာတွေ့ရတယ်လမ်းတော်လမ်းလာတွေပေါ့လေ ကျွန်တော်အနားတော့မကက်ရဲဘူးခင်ဗျအဲရေဆူသွားမှဆိုလို့ပေါ့မကလေးတွေအများစုတွေ့ရတယ်ခင်ဗျာဒါမိသားစုတော့ဒါကလေးတွေပြောဖို့အတွက်အားရောက်ပြီးတော့ဒီပတ်ဖို့အတွက်ဒါနေရာလေးနဲ့မှရေကန်လေးနဲ့မှ AC လေးနဲ့ရေပိုက်ကလေးတွေနဲ့ဒါကလေးတွေအတွက်ဒီကစားကြဖို့အတွက်နေရာလေးပေါ့ကျွန်တော်အခုကျွန်တော်လာခဲ့တာဆိုရင်မန္တလေးရဲ့ဒါကျုံအနောက်ဘက်လမ်း80မှာရေပတ်နေတာရေကစားနေတာလုံးဝမတွေ့ခဲ့ရဘူး အခု12လမ်းမှာဆိုရင်ကျွန်တော်တို့ဒါဒီကစားနေတဲ့နေရာတနေရာတွေ့ရတယ်ဗျာဟုတ်ကဲ့ကိုမင်္ဂလာပါမင်္ဂလာပါအခုရေကစားနေရလားဟေးဟုတ်ကဲ့ကြော်စရာကြီးအမျိုးလုံးကျွန်တော်မရှိခဲ့ဘူးဒါကျွန်တော်ဒီဟောပေါ့နောက်ရှိစက်မလေးလုံးဝမတွေ့ရအောင်ဟုတ်ကဲ့ဒီမှာဆိုရင်ကျွန်တော်12လမ်းမှာပေါ့လေဇူးစကြမတွေ့ရဘူးဒီနေရာလေးတနေရာမပဲဒါကလေးတွေကကြော်ကြဘာကြရေကစားနေရတော့တွေ့ရတယ်ဒါကျွန်တော်ဒီမန်လေးရဲ့ငလင်တန်ကြီးကိုအန်တီပြီးတော့ ဒါကျွန်တော်အကောင့်တွေကအစိုးဖြစ်ဆက်ကြဖို့အတွက်ဒါတင်းကြံရည်နဲ့ပျော်ပါနေတာလေကလေးတွေအစိုးကကျောင်းရဲ့မျက်နှာစာနှစ်ဖက်မှာတစ်ဖက်မှာတော့တနေရာတွေ့ခဲ့ရတယ်လို့ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့မန္တလေးမြို့ဆန္ဒလန်းရဲ့အခြေအနေပဲဖြစ်ပါတယ်အခုဒီအခြေအနေကလည်းဒီပတ်ပြင်ကြရတယ်ခုမှအခုညနေပိုင်းမှာပေါ့နေအေးမှာပေါ့ဒါကလေးတွေလောလောဆယ်တော့ကလေးတွေပြောကြပါကြဟုတ်ကဲ့ကိုတော့ပတ်တာအောင်နေရာလေးပြီးပတ်တာအောင်ပေါ့ဟုတ် ီဘက်ကျွန်တော်လက်ရှိစမှာတော့မတွေ့ခဲ့ဘူးဟုတ်ပြီကျွေးပါမှာပတ်တာပဲတခုလေရပါမှာပတ်ကြရပါမှာပတ်ကြရတယ်ပြီးတော့ကျွန်တော်တို့6မိုင်9မိုင်ဘက်မှာပတ်ကြရပေါ့နော်ဟုတ်ကဲ့ဒါကတော့လောလောဆယ်ကျုံပေးရဲ့အခြေအနေလေးပဲဖြစ်ပါတယ်ခင်ဗျာမင်းတို့ရဲ့ကျုံရှိတဲ့66လမ်းကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ရှင်းမမြင်ရတဲ့နေရာလေးကျုံတောင်နေရာဆိုရင်အရင်ကကျွန်တော်ဒါနေနေကလမ်းလျှောက်သူတွေဒါလာရောက်လေပတ်သူတွေအဖမ်းဖြေသူတွေဒါမန္တလေးနန်းတွင်လာရောက်လေပတ်ချစ်သူတွေ ਨੇ စီကားနေခဲ့တဲ့ နေရာလေးပေါ့ဒါမလ28ရက်နေ့မတိုင်ခင်အထိစီနေကင်းတိုင်းမှာစီကားနေခဲ့တဲ့နေရာကလေးဖြစ်ပါတယ်။ဒါဒီကျွန်တော်တို့36လမ်းဘေးမှာဆိုရင်ဒါကျွန်တော်တို့အရင်ကဒီကစားမှန်တက်တွေနောက်ပြီးကျွန်တော်တို့ဒီစတူဒီတာထွေးတဲ့အဖွဲ့တွေစတူဒီတာမှန်တက်တွေဒါရေဘက်ကန်ထွက်တဲ့လူတွေလမ်းလျှောက်တဲ့ချံအလဲထွက်တဲ့လူတွေနဲ့စီကားနေခဲ့တဲ့နေရာပေါ့ပြီးတော့ကျွန်တော်တို့ဒါပန်းပွင့်ကြွေရယ် လမ်းလျှောက်နေတဲ့လူတချို့ရယ်ထောက်ကပ်နေတာကိုကျွန်တော်တွေ့ရတယ်ခင်ဗျာဒါတော့လက်ရှိဒီပလတ်ဆတ်တောင်းရင်းနေအကျန်းအချုံနေဒါကျုံရှိပတ်66လိုင်းအခြေအနေပဲဖြစ်ပါတယ်ငလင်တိုင်းရဲ့နောက်ဆက်တွဲစိုးကျိုးနော်အန်ကျိတ်ခံစားရင်းနဲ့ဂျုံကန်နေရတဲ့မန္တလေးမြို့ရဲ့အခြေအနေတွေကြောင့်ဒီနေ့ကတော့ကျွန်တော်တို့ကြီးကျက်ခံလာတဲ့ကြံမန်တကြီးရေကြံကပွဲကြီးတွေရေကစားကြတာလေကျုံပေးပက်လယ်မှာ လုံးဝမရှိတာကိုတွေ့ရတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့2025ခုနှစ်ဧပြီလ23ရက်နေ့မန္တလေးမြို့ရဲ့အကြံအကျိုးနေ့အချိန်နေပဲဖြစ်ပါတယ်